နောက်ထပ်နံပါတ်5 passive income ရရှိနိုင်တဲ့နည်းလမ်းအပါလဲဆိုတော့ဒါကတော့တကယ်ကို pure passive income လို့ပြောလို့ရတယ်။ online ကနေမှရတဲ့ဝင်ငွေပါ။ခုနောက်ပိုင်းမှာတော့ social media တွေ digital marketing တွေအရင်ကစားလာတာဖြစ်တဲ့အတွက်ကိုယ်ဘာပညာကိုတက်လဲ။ကိုယ်တက်တဲ့ပညာနေပယ်မှာကိုကတခုခုထူးချွန်နေဆိုလို့ရှိရင်အဲ့ဒီကနေမှကိုက online course တွေ create လုပ်လို့ရတယ်။ ောက်ပြီးတော့ YouTube တို့တခြား social media platform တွေအနေမှာကို join ကျင်တဲ့ဟာကိုကအများကိုရှင်းပြပေးတယ် sharing လုပ်ပေးတယ်ဒါဆိုလို့ရှိရင်အဲ့ဒီအနေမှာ passive income ကိုရရှိနိုင်ပါလေတကယ်လို့ကိုကထားပါတော့ဓာတ်ပုံပညာမှာ join ကျင်တယ်ဟို editing လုပ်တဲ့ပညာမှာ join ကျင်တယ်ဒီလိုနည်းလမ်းတွေကိုကိုကသူများကို online course တစ်ခုလုပ်ပြီးတော့ရောင်းမယ်ဒါမှမဟုတ်ကို join ကျင်တဲ့ IT ပညာ အရောင်းနဲ့ပတ်သက်တဲ့ sales နည်းပညာဒါမျိုးတွေကိုပွာ package တစ်ခုလုပ်ပြီးတော့ online course ဖန်တီးနိုင်မယ်ဆိုလို့ရှိရင်ဒါမျိုးကတစ်ခါဖန်တီးပြီးပြီဆိုတာနဲ့ဒီ course တွေကအမြဲတမ်းသူ့အနေနဲ့ပုံမှန်ဝင်ဝင်ရရှိနေတယ်။ပြီးရင် online မှာကိုကဒါ music တွေဖန်တီးမယ်ဒါ digital product တွေဖန်တီးမယ်နောက်ကိုဘာပဲလုပ်လို့ပေါ့နော်ဒီလိုမျိုး passive income တွေရရှိနိုင်တယ်။ပြီးရင်ဒီ YouTube တို့ Facebook တို့အနေမှာကိုပေးတဲ့ဝင်ဝင်ရှိမယ်။နောက်ပြီးသွားလို့ရှိရင်တခြား ကုမ္ပဏီတွေကနေမှာကိုနဲ့လက်တွဲပြီးတော့ကြော်ညာတဲ့အခါမှာ affiliate marketing ကနေမှာဝင်ငွေရနိုင်ပြီဒီဝင်ငွေတွေကဆိုလို့ရှိရင်တကယ်ကို passive income ဖြစ်တယ်ကိုကဘာမှအများကြီးလုပ်စရာမလိုဘူးတခါလေဒီပစ္စည်းတစ်ခုကိုကိုကဖန်တီးပြီးလိုက်တာနဲ့အဲ့အနေမှာဝင်ငွေတွေအများကြီးရရှိနေမှာဖြစ်တဲ့အတွက်ဒီနီးလန့်ကိုလည်းကိုကကိုရဲ့ဝင်ငွေရနိုင်တဲ့နီးလန့်တွေထဲမှာထည့်ပြီးတော့စဉ်းစားထားသင့်ပါပဲ